ဟိုစားရိုက်မယ်ဆိုတော့ကင်းနဲ့ရိုက်မယ်ဆိုပြီးတော့ပဲရည်ရထားပါဘောเนาะအဲတခြားလူနဲ့ဆိုရင်အဲမဖြစ်နိုင်ဘူးကင်းနဲ့ပဲကျွန်တော်ရိုက်မယ်ဆိုပြီးတော့အဲစိတ်ကူးထားလိပ်ပြလှတဲ့ကောင်းပါလေအဲလိပ်ပြလှချောချောလှလှလေးပေါ့နော်ချောချောလှလှလေးနဲ့သူကအဲ့လိုအဲပြောမယ်ဆိုဝိညာဉ်တွေပရလောကရင်နဲ့ပတ်သက်လို့ရတဲ့ညာရိုင်းအင်းရိုက်တာလဲကျွန်တော်နိုင်စင်းတွေပဲရရတာများတယ်ညာ အဲဥမာညနေ9:00 6:00နာရီနေပြီးတော့မနက်6:00 9:00လောက်ထိပေါ့နော်ညဘက်တည်းပဲရိုက်တာများတယ်ဆိုတော့ရိုက်ရတဲ့စင်းတွေမှာလည်းအဲလိုဝိညာဉ်တွေဗရလောကနဲ့ပတ်သက်တဲ့ဟာတွေအဲပြီးတော့အဲညောင်မင်းကြီးတွေဝိညာဉ်တွေနဲ့ဆက်သွယ်တဲ့ဟာမျိုးတွေအဲလိုစင်းမျိုးတွေပါတဲ့အတွက်ကြောင့်မလို့ခုနဟိုပိုကယူးဆိုင်ကလည်းပြီးတော့ကျွန်တော်ရိုက်နေတဲ့အချိန်မှာဆိုပိုပြီးအဲစစ်ဖြစ်အောင်ကျွန်တော်တို့အတွက်အရေးကြီးတဲ့စင်းတွေကြရင်အဲလိုဆက်ရတွေပေါ့နော်အဲ့နယ်မြေအဲ့ဒေတာမှာရှိတဲ့အဲ့လို ပိုင်ရဆိုင်ရဆရာတွေကိုပါကြိုတင်ပြီးသူတို့ခေါ်ထားတာပေါ့စင်ပေါ်မှာအပွဲပေးရတယ်။ညာဘာမှအောင်အနောက်ရှက်မရှိရပြင်တခါကျရင်အဲ့လိုကူညီရလို့ခံစားရအောင်ဟိုပံ့ပိုးပေးတဲ့အပိုင်းလေးတောင်ရှိတယ်။အော်စားရိုက်မယ်ဆိုတော့ကင်းနဲ့ရိုက်မယ်ဆိုပြီးတော့ပဲရည်ရထားပါတော့เนาะအဲတခြားလူနဲ့ဆိုရင်အဲမဖြစ်နိုင်ဘူးကင်းနဲ့ပဲကျွန်တော်ရိုက်မယ်ဆိုပြီးတော့ အဲစိတ်ကူးထားအဲဒီတော့ကျွန်တော်လက်ကင်းနဲ့တွေ့တဲ့အချိန်မှာဒီလက်ဝင်တဲ့အကြောင်းကိုဒီကားပေါ့နော်ဒီကားအကြောင်းကိုကျွန်တော်ကင်းနဲ့အဲအကြမ်းမြင်ပြောပြတယ်ပြောပြီးတော့ကိကိုဇလန်းအကြမ်းမြင်ပြောပြတယ်သူစိတ်ဝင်စားရဲဆိုတော့မှသူ့နဲ့အသေးစားဆွေးနွေးပြီးတော့အဲဇလန်းကိုအသေးစိတ်ပြောပြတယ်ပြောပြပြီးကိကကိုတဲ့အဲ့တော့မှအာ okay အဲ့ဆိုရင်သူလည်းသဘောကျတယ်ပေါ့နော်ရိုက်မယ်ဆိုတဲ့အချိန်ကျတော့မှကျွန်တော်တို့အသေးစိတ်ပြန်ပြီးတော့ဝဲပလန်ပြန်လုပ်တာပေါ့လိပ်ပြလှတဲ့ကောင်ပါလေး အဲလိပ်ပြလာချောချောလှလှလေးပေါ့နော်ချောချောလှလှလေးနဲ့သူကအဲ့လိုအဲပြောမယ်ဆိုဝိညာဉ်တွေပရလောကရင်းနဲ့ပတ်သက်လို့ရတဲ့ပေါမလေးလိပ်ပြလာတယ်ကျွန်တော်မြန်မာလိုဆိုရင်အဲမြန်မာအယူဆနဲ့ပြောရင်လွယ်ပြောမယ်ဆိုတော့လိပ်ပြလာလိပ်ပြလာရလို့ပြောတာပေါ့နော်အဲ့လိုလိပ်ပြလာရကောင်းပါလေချောချောလှလှလေးသူ့အချင်းလဲလှမှောင်းနေရပဲ အဲ့လိုကောင်းပါလေးမျိုးပေါ့နော်လင်းငုံဆဲကောင်းပါလေအဲ့တော့ကင်းနေမှာဖြစ်မယ်လို့အဲဒီကောင်ကိုလက်ဝင်တယ်ကိုရရင်ပေါ့နော်မင်းသမီးကကျွန်တော်သူ့ကိုပဲမြင်တာလားအဲ့ဒီအတွက်ကြောင့်လဲကစ်ကိုအဲတေချာပြပြကင်းနေပဲရိုက်ဖြစ်ခဲ့တာပါညီမခုနမေးလို့ research လုပ်ရပါတယ်အဲဒီဟာပတ်သက်ပြီးတော့ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့အပြင်မှာရှိတဲ့အဲတကယ်အဲ့လိုမျိုးကျွန်တော်ဇာလန်ထဲမှာပါတဲ့လင်းငုံလို character မျိုးဟိုအဲ့လိုမျိုးပေါ့နော်အဲ့လိုလူမျိုးတွေလည်းအပြင်မှာတကယ်ရှိပါတယ်ကျွန်တော်အပြင်မှာသူတို့နဲ့လည်းသွားတွေ့တယ် အဲသူတို့လည်းမေးကြည့်တယ်။အောင်နေအခက်ခဲအများကြီးဖြစ်သူနေစရာမရှိဘူးစားစရာမရှိဘူးပေါ့နော်။အဲ့လိုမျိုးဖြစ်နေတဲ့လူတွေအတုံးခါရောက်နေလူအများကြီးဆိုတော့အဲ့လူတွေကလည်းအဲသူတို့ကလည်းအကူညီလိုက်တောင်းနေရအကူညီလိုက်တောင်းနေဆိုတော့အဲအဲ့ဒါသူတို့လည်းလူတိုင်းကအကူညီပေးလို့မရဘူး။အဲသူတို့ခုနပြောတဲ့အဲလူဆရာမပေါ့နော်အပြင်မှာရှိတဲ့အဲ့ဆရာမလိုလူမျိုးတွေပဲအဲသူတို့ကပတ်သက်လို့ရတယ်။ဟောအဲအဲ့လိုမျိုးအတွက်တော့အများကြီးကျွန်တော်ရိုက်နေတဲ့အချိန်မှာလည်းအများကြီးခရီးဆိုင်ရပါတယ်။ရိုက်နေတဲ့အချိန်မှာဆိုကျွန်တော်ဒီလိုဟာမျိုးတွေရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုအဲရိုက်တာလည်းပင်းတရားပေါ့နော်ပင်းတရားလိုနေရာမျိုးမှာရိုက်တယ်။အဲ့လိုဟာမျိုးရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးတော့အဲတာမန်ရုပ်ရှင်ကားတဲ့ကျွန်တော်ပို့ပြီးတော့ခရူးဆိုင်ဆိုက်ရတယ်။ပြီးတော့ရိုက်တာလည်းကျွန်တော်နိုင်စင်းတွေကြီးပဲရိုက်ရတာများတယ်။ညအဲဥမာညနေ9:00 6:00နာရီနေပြီးတော့မနက်6:00 9:00လောက်ထိပေါ့နော်ညဘက်တကြီးပဲရိုက်တာများတယ်။ဆိုတော့ရိုက်ရတဲ့စင်းတွေမှာလည်းအဲ့လိုဝိညာဉ်တွေဗရလောကနဲ့ပတ်သက်တဲ့ဟာတွေအဲပြီးတော့အဲညောင်မင်းကြီးတွေဝိညာဉ်တွေနဲ့ဆက်သွယ်တဲ့ဟာမျိုးတွေအဲ့လိုစင်းမျိုးတွေပါတဲ့အတွက်ကြောင့်မလို့ခုန ဟိုပိုကယူးဆိုင်ကတည်းကပြီးတော့ကျွန်တော်ရိုက်နေတဲ့အချိန်မှာဆိုပို့ပြီးဆစ်ဖြစ်အောင်ကျွန်တော်တို့အရေးကြီးတဲ့ဆင်းနေကြရင်အဲ့လိုဆက်ရလေးပေါ့နော်အဲ့နယ်မြေအဲ့ဒေတာမှာရှိတဲ့အဲ့လိုပိုင်ရဆိုင်ရဆရာတွေကိုပါကြိုတင်ပြီးသူတို့ခေါ်ထားတာပေါ့ဆင်းပေါ်မှာအပွဲပေးရတယ်သက်ဆိုင်ရာနေရာရိုက်မဲ့နေရာမှာဆိုရင်ရိုက်ကျွန်တော်ရိုက်မဲ့ area မှာရှိရဲညောင်ပင်တွေရိုက်မဲ့ area အာဟာတွေပြီးတော့အိမ်တွေ ပေါ့နော်အဲ့နေရာကြီးအဲ့နေရာကြီးအကုန်လုံးပွဲပေးပြီးတော့တောင်းပန်ပြီးတော့ကျွန်တော်ရိုက်ကွေးလုပ်နေတာပါဆိုတဲ့ဟာမျိုးပြောထားမှရှိတယ်ပြီးအဲ့ဒါအပြင်ခုနအရန်အရေးကြီးတဲ့စင်မျိုးတွေဆိုရင်ဆက်ရပါကျွန်တော်တို့အဲစင်မမှာခေါ်ထားပါတကယ်လို့တစ်ခုခုညာအဲဒီလုံတရားဖြစ်ခဲ့ရင်ဆိုတော့ဟိုစိတ်မျိုးနဲ့ပေါ့နော် အဲ့လိုမျိုးရှိပါတယ်ကျွန်တော်အိတ်ကားရိုက်တဲ့အချိန်တော့တတ်တက်လို့ဖဲစားတယ်အသားဟင်းအသားငါဘာမှမစားတော့ဘူးပေါ့နော်တတ်တက်လို့ပဲစားတယ်အဖွဲတွေမှာကျတော့အဲ့လိုအသားကြီးငါကြီးမစားတော့မစားခိုင်းတော့ဘူးကျွန်တော်အဖွဲတစ်ဖွဲသားတော့ကျွန်တော်ဆက်အဖွဲတွေရိုက်ကူးရဲ့အဖွဲတွေတို့ကတော့တတ်တက်လို့မစားဘူးပေါ့နော်မစားဘဲနဲ့အသားကြီးငါကြီးတော့ရှောင်တယ်အဲ့လိုဝတ်သားတို့အမဲသားတို့ပေါ့နော်အသားကြီးငါကြီးရှူတင်ထမင်းမှာမချက်ခိုင်းတော့ဘူးကျွန်တော်ကိုယ်တိုင်ကျတော့တတ်တက်လို့ပဲစားလိုက်တော့တယ်ပြီးတော့အဲ့လို အရက်ဒေတာတောက်တာတို့ပါတော့အရင်အဲ့လိုမျိုးအရင်တော့ရိုက်တလို့ပုံစံမျိုးနဲ့အလုံးမလုပ်တော့ဘူးတက်တက်လို့စားပြီးတော့အဲ့လို၅ဗတ်ဒီလာလောင်းအောင်နေပြီးတော့ရိုက်တဲ့ပုံစံနဲ့ရရတာပေါ့နော်ပို့ပြီးတော့ခုနဆိုလို့ရင်ကပို့ပြီးတော့သူတို့နဲ့ပတ်သက်တဲ့အတွက်ပို့ပြီးတော့ဂယုဆိုင်ရတာပေါ့နော်အခုခုအဲ့တော့ဘာအချင်းကောင်းမှမရှိပါဘူးဟိုအမှန်တိုင်းပြောရရင်ဘာမှဟိုအနောက်ရှက်မရှိရဲ့ပြင် တခါကျရင်အဲ့လိုကူညီတယ်လို့ခံစားရအောင်ဟိုပန့်မိုးပေးတဲ့အပိုင်းလေးတောင်ရှိတယ်ဘာလို့လဲဆိုတော့ဥမာဆင်းတစ်ခုပြောပါကျွန်တော်လင်းငုံနဲ့လင်းငုံနဲ့သူ့အမေနဲ့အဲသူ့အဖေနဲ့၃ယောက်လင်းငုံခန်းထဲမှာပြောနေတဲ့ဆင်းမျိုးဆိုရင်ကျွန်တော်အဲ့လင်းလင်းငုံနဲ့သူ့အဖေနဲ့အဲသူတို့မိသားစုပြောနေတဲ့အချိန်မှာပဲအဲ့လိုလေလေတိုက်လာပေးတာမျိုးလေအဲအဲ့ဒါဆိုတကယ်ဆိုရင်အဲလှုပ်ယူလို့မလွယ်ဘူးပေါ့နော်အဲ့လိုမျိုးသူကသူသူကသူဖြစ်လာတာပေါ့နော်သူကသူဖြစ်လာတဲ့ဟာမျိုးလေအဲ့လိုဘောနက်ဖြစ်တဲ့ဟာမျိုးလေရခဲ့လို့ကျွန်တော်စိတ်ချင်တာလည်းဖြစ်နေပြန်ပါဘူးနော် thank you